တိုက်တဲ့မိမကိုခုတ်ပြီးပရီတချီလိုရမယ်အထူးစံတော်ကြီးရွာအိမ်မကိစ္စလို့ပြလိုက်တာနဲ့တင်ဒါအနာရှက်စရာကိစ္စလို့ယူဆနေကြပါမယ်အခုပေါ်ပြပါမယ်ဒေတာကလူတွေအတွက်တော့ဒါအစမ်းတကျမဟုတ်တော့ပါဘူးပိုပြီးထူးဆန်းတာကဒီဒေတာမှာယောက်ျားဆိုတာလက်ချိုးရလို့ရတဲ့ဒီနဲ့ပါနေတာပါပဲဒီဒေတာမှာပါကြောင်ယောက်ျားလေးတွေမရှိတလို့နေနေတာလေအန်နတာကီတော်တွေကရောဘာကြောင့်စိတ်တိုင်းကြတချီလို့ရနေတာလေ ဒီဒေတာမှာအစ်စင်ချင်မနေကြဒိန်းနဲ့ပတ်သက်တဲ့ပွဲတော်ကြီးကရောဘလောက်ထိမှနေတယ်ဆိုတာဗီဒီယိုလေးမှာဖော်ပြတင်ဆက်ပေးမှာပါဒီဒေတာကတော့တရုတ်နိုင်ငံယူနယ်ပြည်နယ်မှာတည်ရှိတဲ့မူဆူဆိုတဲ့ကျေးရွာလေးဖြစ်ပါတယ်လူကြီးအဖြစ်တော့ဒင်းငါးချောက်တောင်လောက်သားကျန်ရှိတော့တာဖြစ်ပါတယ်ဒီဒေတာကိုတင်ကချေချလိုက်တာလေအမျိုးသားတွေကိုတင်တော့မြင်တွေ့ရမှာမဟုတ်ပါဘူးမရှိတာတော့မဟုတ်ပေမဲ့တွေ့ဖို့တော်လေးခက်ခဲပါလိမ့်မယ်ဘာကြောင့်သူဒီဒေတာမှာခမင်းကျဒုက္ခစားလို့ချင်းခွဲအမဲလိုက်လုပ်ငန်းတွေထီကိုအမျိုးသမီးတွေကပဲဦးဆောင်ထားခဲ့လို့ပါ ကိုရင်ချင်းတွေကဆိုရင်ဒီနေရာမှာအမျိုးသမီးစစ်တပ်တောင်ရှိတယ်လို့ကြားဖို့ကြားပါတယ်။ဒီဒေတာကမူဆိုတိုင်းသားတွေဟာအသက်ငယ်တဲ့သူတွေဆိုရင်အိမ်ဒိန်ထဲမှာပဲစုနေကြပြီးတော့အသက်ကြီးတဲ့သူတွေကတော့အိမ်ကြီးကြီးတွေမှာစုထားကြပါတယ်။ဒီဒေတာမင်ကလေးရာ73နှစ်ဖြစ်ပြီးဆိုရနဲ့အပြူပေါ်ဝင်တဲ့ခန္ဓာကိုကျင်းပကြပြီးတော့ဒီခန္ဓာကအရန်ကိုရေးကြည့်တယ်လို့ဆိုပါတယ်။ဘာကြောင့်သူအပြိုးပေါ်မှာတည်ဆုံးသွားခဲ့ရင်အောင်ယူရအတူပါကိုကျင်းပခွင့်ရှိမှာတော့မဟုတ်ပါဘူး။ဒါတော့ထိုဒေတာရဲ့ဒလေးစီရိုက်ပါ။ ။နောက်ပြီးတော့အဲ့ဒီဖြိုးပေါ်ဝင်တဲ့ခန္ဓာကိုမောင်းမိခန္ဓာ၊ဒါမမုံစကတ်ခန္ဓာလို့လည်းခေါ်ပါသေးတယ်။ဘာကြောင့်သူဒီခန္ဓာမှာမိန်းကလေးတွေကယောက်ျားလေးကိုသူရဲ့စကတ်ပေးပေးတယ်လို့ယောက်ျားလေးတွေကလည်းမောင်းမိတွေပြန်ပေးရတော့ပါ။ဒီခန္ဓာပြီးပြီဆိုရနဲ့သူ့မိန်းကလေးကကိုပိုင်ကန်ကူရရှိသွားပြီးအိမ်မကိစ္စကိုလူလူလလဆက်ဆံလို့ရသွားပါပြီ။ဘသူမျက်နှာကိုမှထောင်စီရမလို့ပဲသဘောကျတဲ့ယောက်ျားလေးတွေနဲ့တွေ့စိတ်ချခေါ်အခွင့်ရရှိသွားကြပါရဲ့ ဒါကြောင့်မင်းဒီဒေတာကိုလာနေတဲ့အဲတွေနဲ့ဒေတာခံယောက်ျားလေးတွေကလမ်းလျှောက်နေနေတောင်မိမရနိုင်ကြပါဒီလိုချင်းနေကိုမချိုက်တဲ့ယောက်ျားလေးတွေကတော့မိန်းကလေးရဲ့အိမ်ကိုတော့အလဲလာရင်မှမဟုတ်ပါဘူးဒီလိုချစ်ချစ်နုံနုံခဲ့သွားခဲ့ပြီမေးထုံမိန်းကလေးကိုတာဝန်ယူစရာမလိုပါဘူးတာဝန်မေးရကြပြီမေးဒါတော့ယူရတလေးစီရိုက်ပါပဲဒါပေမဲ့ဒီလိုရှောင်သက်သွားတဲ့လူရဲ့လူလည်းမရှိကြပါဘူးလေသူရဲ့အိမ်တော်ဟာအတော်လေးခိုင်မြဲပြီးတော့တတော်ကိုလည်းချစ်ကြတယ်လို့ဆိုတာပါပဲ ဒီလိုအိမ်တော်တစ်ခုချသွားပြီဆိုရနဲ့အိမ်တော်ဦးစီးကိုမိမဖြစ်သူကပဲဆောင်ရွက်ရတာပါဒါပြီးကလေးတိုင်းတန်ရှင်းလောက်တာကစားလို့တော်လိုက်လက်ထုံးနဲ့လုပ်ငန်းတွေတီအမျိုးသမီးကပဲတာဝန်ယူလုပ်ကမ်းကြရပါတယ်ဒီလိုအမျိုးသားတွေအတွက်သက်သာရပေါ့တကယ်တော့ထာရီကိုလုံးဟာသူရဲ့ရိုးရတလေးစီအိုက်ဖြစ်ပြီးတော့ဒီလိုမျိုးတလေးတွေကြောင့်အမွေလူလာလို့ကြကြပြဿနာကိစ္စဝါးလို့လည်းမဖြစ်တတ်ကြပါဘူးနည်းပညာရဘူဆိုရင်ချင်းဘွာဘက်ထရီလီနီယဖြစ်ပေမဲ့မြို့သားပြည်သားပညာရှင်များသောကဘူဆိုမင်းနဲ့ဘူဘက်ထရီကယ်ဆိုဆိုက်ယိုတီလို့သာတမတ်ထားကြပါတယ် ရင်ကျမှုတော်လိုင်းကြီးဒီမှာမူသူရဲ့ရိုးရရင်ချင်မှုကလည်းတိုက်ခိုက်ခံရပါတယ်။ဒါကြောင့်မေတချို့ကဒီတလေးစီယာနဲ့ရင်ကျမှုတွေကိုဆုံးခွာလာခဲ့ပြီးမေတချို့ကတော့အတက်ကရင်ကျမှုတွေအတိုင်းပဲအထုံးပြုနေကြပါတယ်။ဒါကြောင့်မူသူတိုင်းသားတွေရဲ့ချင်းချင်မှုကလူပြနေလူရန်စာတွေတော်တော်အထူးဆန်းဖြစ်နေတယ်လို့ဆိုရမှာပါ။ဒီဒေတာတွေကသူ့ဟာနဲ့သူအေးချင်းနဲ့တည်ရှိကြပြီးတော့အမျိုးသမီးလူရန်စာတွေကိုပုံမှန်ပြမှုထားကြတဲ့ဒေတာတွေဆွဲလဲမမှာပါဘူး။ဒီနေရာကိုတွားကြည့်ရင်တော့ တရုတ်နိုင်ငံယူနေပြည်နယ်မှာရှိတဲ့နေကြဒေတာကိုရင်သွားရမှာဖြစ်ပြီးတော့ထိုနေရာရောက်ရင်ရေကန်ကြီးကြီးကိုတင်လို့မြင်တွေ့ရမှာဖြစ်ပြီးကော်ပီနာကတော့အခုတင်ဆက်ပေးရတဲ့မူဆိုတိုင်းနာတွေရဲ့ရွာဖြစ်ပါတယ်ဒီနေ့ပေါ်ပြခဲ့တာကတော့မူဆိုတိုင်းနာတွေရဲ့ရင်ကျေမှုနဲ့ခူးသားနဲ့ဒလေးစရိုက်တွေရဲ့အကြောင်းကိုစူးစီးပေါ်ပြတင်ဆက်ပေးခဲ့တာပါဒီလိုလေးစိတ်ဝင်စားရင်အခုချက်ချင်းလေးသမတ်ဖြစ်ပြီးလိုက်ခဲကြဖို့ဖိတ်ခေါ်ချင်ပါသေးတယ်။ကျွန်တော်တို့ရောက်နေနေပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။